ာကျွေးတာလေးတင်ပေးပါဆိုလို့ပေါ့နော်ဒါဒီမှာအစာကျွေးတဲ့ဟာကတော့ဒီဒီမှာဆက်စာပေါ့စာကြောက်ပေါ့ ready made ပေါ့ဗျာ ready made ထုတ်ဝယ်တာဒါ ready made ထုတ်ပါလာတွေကတော့ဒီလိုပါပဲကြောင်းလို့ကြောင်းလို့ပဲလို့ပြီးရင်ဒီကောင်လေးတွေကဟိုဟာလေးတွေကျွန်တော်တို့ဂျုံစီလေးတွေဂျုံစီလေးတွေကပြားထားလဲပါတယ်ရိုးအစီလေးလဲပါတယ်ပြီးရင် ဂျုံစီကတော့ကိုရီးယားအစားအလုပ်တိုင်းမှာပါတယ်ပေါ့နော်ကျွန်တော်တို့ကဒီကောင်နေနဲ့ပြီးဟိုတားခွက်ကလေးတွေဆိုရင်ဂျုံစီကိုထပ်ထည့်တယ်ဂျုံစီကိုလေဒီ ready made ready made ထဲမှာပါတဲ့ဟာအပြင်ကိုကျွန်တော်ထပ်ထည့်တယ်ပေါ့ဒီကောင်နေဆိုရင်ဒါအခုတနေ့တနေ့တားကြော်ကြော်ပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုကကျွေးတယ်2ကီလိုခွဲတကောင်2ကီလိုခွဲ3အဲ3ကီလိုအဲ့လောက်ကျွေးတယ်ပေါ့နော် တချို့လည်း၄ကီလိုလောက်ကျွေးတယ်ဗောတချို့ချန်နေလဲတချန်နဲ့တချန်တော့မတူဘောဒီကောင်နဲ့2ကီလိုခွဲဟိုသူကအကောင်ကြီးတွက်နေဗောဗျာခွက်ထည့်လိုက်တာဗောထည့်ပြီးတော့ဒီမှာကတော့ဟိုခွက်ရည်တွက်နေထည့်လိုက်သူတို့ကသူတို့ပေါင်းစားကြတာဗောဒီကောင်နေကျတော့ပြင်မှာလှွတ်ထားကြတော့ပေါင်းစားကြတာဗောသူတို့ကဒီကောင်နေဆို2ကီလိုခွဲ3ကီလိုကျွေးတယ်အစာချောက်ကိုမြက်ကတော့ဒီ channel ရှိတဲ့မြက်စားဗောဒီကတော့ဟိုမှာရေပုံကြီးတည်ပေးထားတာ ါကတော့ဒီတနေ့တနေ့တနေ့ကြော်ကြော်ကောင်းလေးပေါ့တနေ့သားအနေစပြီးတော့ကျွန်တော်တို့ဒီမှာနှစ်နှစ်သားအထိကိုနှစ်နှစ်သားအထိကို၃ချိန်ကျွေးတယ်သူများခြံနေကြတော့နှစ်ချိန်ပဲကျွေးတယ်နှစ်ချိန်ကိုတစ်ခါကျွေး၄ကီလိုလောက်ကျွေးတယ်ကျွန်တော်တို့ကတော့ဟိုဘိုက်အောင်နာတွေဖြစ်မှာဆိုလို့ပေါ့နော်အစာကြောက်ဆိုတာအတည့်အတိုင်းတစ်ခါတည်းအများကြီးကျွေးလို့မကောင်းတဲ့ခါကျတော့၃ချိန်ခွဲလိုက်တယ်ပေါ့နော်မနေ့တစ်ချိန်မနေ့၆ခွဲတစ်ချိန်နေ့လည်ဆို၁၁ခွဲတစ်ချိန်ညနေဆို၃ခွဲ၄နာရီလောက်တစ်ချိန် ဒါအစာကြောက်ပေါ့နော်အစာကြောက်ကို1ကီလိုခွဲ3ကီလိုပေါ့တကောင်နှုံးပေါ့နော်တကောင်နှုံးအပြင်မှာကျတော့သူတို့အတူတူပေါင်းစားပေါ့ဗျာစားခွက်ဒီမှာဟိုမှာအတူတူတွေစားနေကြဒီခွက်ဆိုလွတ်နေဟိုဘက်ခွက်တွေဆိုလွတ်နေဟိုကဒီနေ့တောက်လျှောက်မိုးတွေရောမိုးတော်တော်ကင်ထုတ်လိုက်တော့ရေးတွေကုန်တင်းနေပြီးတော့ကျွန်တော်ဟိုခလေးတွေနဲ့အမိမတွေကြောင်ထက်ရိုက်ပြီပေါ့နော်ဟိုခြံတွေကတခြံနဲ့တခြံကွဲနေတော့ဒါကတော့တစ်နှစ် တနည်းကြော်ကြော်လေးပေါ့နော်ဒါကတော့ဗိုက်ကြီးတဲ့တွေပေါ့နော်ဗိုက်ကြီးတဲ့တွေဗိုက်ကြီးတဲ့တွေကြတော့ကျွန်တော်တို့က2ကီလိုမှကြော်ကြော်လေးပဲကြီးတယ်2ကီလိုမှနည်းနည်းကြော်ကြော်လေးပဲပေါ့နော်ထားပါ2ကီလိုပဲထားပါတော့2ကီလိုအဲ့လောက်ပဲကြီးတယ်ဗိုက်ကြီးတဲ့တွေကြတော့တို့မျိုးရင့်သွားလို့ရှိရင်မျိုးရင့်လေအစာလျှော့လေးပေါ့မျိုးရင့်ကြကန်ဒီဥမာကြကန်ဒီတလအလိုလောက်ဆိုအစာလျှော့လိုက်ပြီပေါ့တို့ ကြာကန်ဒီတလားလို့လောက်ဆိုရင်ကျွန်တော်ဒီ channel မှာလည်းမထားတော့ဘူးနှုံးနဲ့အနည်းဆုံးနေအောင်ခေါ်ထားလိုက်တယ်ဗောနော်ခေါ်ထားပြီးတော့ညဘက်သိညနေပိုင်းထုတ်အဲ့လိုမျိုးလုပ်တော့ဗောအဲ့ဆိုကြာကန်ဒီကြာတလားလို့လောက်ကြတော့ဟိုလုံးမတိလိုက်ပဲကြာတော့မှာဖြစ်မှာဆိုလို့ဗောနော်အဲ့ကြာအစာလဲလျှော့တယ်လေ့ကျင့်ခန်းလေးလည်းလုပ်ပြီးတယ်ဗောနော်ဒါဘိုက်ကြီးတဲ့တွေကြာရင်တော့ဟိုတားကြီးခွာသွားရင်မကောင်းဘူးဗောဘိုက်ကြီးတဲ့တွေကြာရင် မွေးရဖွာခက်တဲ့ခါကျတော့အစာလျှော့တကီလိုတကီလိုခွဲအဲ့လောက်ပဲကျွေးတော့တယ်ပေါ့နီးလေလျှော့လေပေါ့အဲ့လိုမျိုးဒါတော့ဗိုက်ကြီးတဲ့ဒီဒီတားခွဲလေးတွေကြတော့ကျွန်တော်ကအခုမှတားခွဲပြီးကာသာရှိသေးတာဆိုတော့6လ9လဆိုတော့9လအကောင်တိုင်းမရှိသေးဘူးเนาะသူတို့ကြတော့1ကီလိုမှနည်းနည်း သူတို့ရဲ့စားတဲ့နှုံပေါ့ဗောနော်စားနိုင်တဲ့နှုံပေါ်မူတည်ပြီးတော့2ကီလိုလဲကျွေးတယ်2ကီလိုမှနည်းနည်းပူပူလေးလဲကျွေးတယ်ဗောနော်တချို့ကောင်တွေကြောက်လဲ2ကီလိုလောက်ပဲကျွေးတယ်မစားဘူးကြမ်းနေတဲ့ဟာမျိုးဗောနော်အဲ့လိုမျိုးဆိုရင်တော့သူတို့သူ့ဆိုနည်းနည်းအစာရိုင်းမစားနိုင်ဘူးပေါ့2ကီလိုလောက်ပဲ2ကီလိုခက်ရော့ရော့လောက်ပေါ့ဒီမှာအစာကြမ်းနေတယ်သူလားမအစာကြမ်းနေတယ် ဒါစာကြံနေတာသူဒါသူမစားနိုင်လို့ကြံတာဗောနော်ဟိုစာကြံပါတယ်ဆိုမှမစားနိုင်လို့ကြံတာဗောအဲအဲ့လိုတော့မဟုတ်ဘူးပြောချင်တာကတစ်ခါလေကြရင်မြင်းနေတချို့မြင်းနေလဲကြံတယ်ဗောနော်ဟိုအစာဘာလို့ကြံလဲကြည့်ရတာဗောပုံမှန်သူကစားနိုင်တဲ့နှုံတာမလို့ဟိုကြံတာလားဟိုမစားကြတော့ပဲဘိုင်းမကောင်းဖြစ်လို့ကြံတာလားအဲ့လိုမျိုးမျိုးရှိရဗောနော်နေမကောင်းလို့မစားတာလားကျွန်တော်အစာဒီကောင်ကလေးတွေကြတော့ ကလေးတွေပါမဟုတ်ပါဘူးဗောနောမြင်းနေအကုန်လုံးอ่ะဗောနောအစာကျွေးပြီးကြည်ရတယ်ဗောနောဟိုစားနေကြအတိုင်းပုံမှန်ကုံသွားတယ်ဆိုရင်ဒါပြဿနာမရှိဘူးဗောနောတစ်ခါလေးကြရင်ကြံတယ်ခါကြရင်လုံးဝမစားဘူးတစ်ခါကြရင်နည်းနည်းလေးတူ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 လီလုပ်ပြီးတော့မစားဘူးထားခဲ့တယ်ဗောနောအဲ့လိုဆိုရင်ဘာကြောင့်ဖြစ်လဲဆိုတော့ကိုကပြန်ပြီးတော့ဆန်းစစ်ရတယ်ဗောနောဘာလို့လဲဆိုတော့နေမကောင်းလို့လားဖျားလို့လားဒါမှမဟုတ်ဘိုင်အောင်လို့လား အဲ့လိုမျိုးပေါ့တစ်ခါလေကျရင်တော့မနက်ကမစားပဲညနေကျရင်လည်းကြွေးကြည့်လိုက်တော့စားတာမျိုးလည်းရှိတယ်အဲမနက်လည်းမစားဘူးညနေကျရင်လည်းဟိုဒီပရိမစားဘူးနောက်နေ့ကျရင်လည်းမစားဘူးဒါအဲ့ကျရင်တော့ကိုယ်ဖြေရှားပြီပေါ့နော်ဒီတိုင်းမြင်ကြွေးပြီးပြီးရောဆိုပြစ်ထားလို့မရဘူးပေါ့နော်စားကုန်လားသူတို့ကုန်လားမကုန်ဘူးလားအကြည့်ရတယ်ပေါ့ခုနပြောတဲ့တကောင်ဆိုဒါက तू ကပုံမှန်ပေါ့နော်သူ့ရဲ့ limit ပေါ့ limit ရှိရမလားကိုလူတွေထမင်းစားရင်လည်း ူတချို့တွေကများများစားတယ်တချို့တွေကနည်းနည်းစားတယ်အဲ့လိုမျိုးပေါ့နော် limit သူ့ limit ကဒါဒီလောက်ပဲဒါအမြဲတမ်းဒီမှာတောက်ခွဲပြီးတဲ့သူအဲ့ဒါအမြဲတမ်းကြံတယ်ပေါ့နော်ကြံတယ်ဆိုတာဘယ်မကောင်းလို့လည်းမဟုတ်ဘူးနေမကောင်းလို့လည်းမဟုတ်ဘူးဒါသူ့ရဲ့ limit limit အတိုင်းပဲပေါ့စားတဲ့တဘောပေါ့သူတစ်ကောင်ရင်နောက်တစ်ကောင်တော့ရှိသေးတယ်ဒါလေးဆိုကြံအကုန်နေဗျာကုန်နေအကုန်ကုန်နေတကောင်နဲ့တကောင်နဲ့ limit မတူဘူးအဲ့ကြရင်တော့ကွာ short ကျရတာရှိအခုကဒီနေ့ကကျွန်တော်ကသူ့နည်းနည်းလေးပူသွားတော့ဟို လော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 နဲ့ကျွေးလိုက်တော့ဟိုတခြားမြင်းတွေထည့်တယ်လို့ပဲထည့်လိုက်တဲ့ခါကျတော့သူ့ limit ကျော်သွားတော့သူကြမ်းနေခဲ့အကောင်စားဒါပေမဲ့ဒါညောက်ကြရင်လည်းသူထဆိုင်စားမှာပေါ့နော်အခုလို့ကျွန်တော်တို့ကမြင်းခလေးတွေကြရင်ကျွန်တော်တို့ကအစာကျွေးပြီးသွားရင်ကျတော့ဒီမှာဒီမြက်ချောက်အမြက်ချောက်ကဝယ်ရတာပေါ့ဒီကောင်တွေကမြက်ချောက်ထည့်ကြည့်တယ်ပေါ့နော်မြက်ချောက်နောက်ပြီးကျခလေးတွေကြရင်ကျွန်တော်တို့က ြည့်ရတယ်ဗောနော်အစာစားပြီးသွားရင်သူကမြင်းတဘောကကျွန်တော်တို့ဒီမှာတဘောဗောနော်ချားမြင့်နေတော့ကျွန်တော်မပြောတတ်ဘူးဗောဒီမြင်းတဘောအစာအခုကျွန်တော်တို့အစာချောက်ကျွေးတယ်ကျွေးပြီးသွားရင်မြေချောက်ထဲလို့မြေချောက်စားတယ်ဗျာမြေချောက်စားတယ်အခုလို့ဆိုအစာကျွေးကျွေးပြီးရင်သူကမအိပ်ဘူးဗျာဒီခလေးရွယ်တယ်ဖြစ်ပဲရွယ်ဖြစ်ဖြစ်ချက်ချင်းမအိပ်ဘူးအခုအစာကျွေးပြီးသွားရင်မြေချောက်ထက်စားတယ်မြေချောက်စားပြီးဒနာရီခွဲလောက်နေတော့မှအခုစားတောက်ပြီးတော့အဲ့လိုဖြစ်တော့မှအိပ်တယ်ဗောအခုအစာရောက်ကျွေးကျွေးပြီးချင်းတန်းပြီးတော့အိတ်နေတယ်လှဲနေတယ်ဆိုရင်ဒါ ဥပိုက်ထဲမှာမအီမတာတစ်ခုခုဖြစ်လို့တာဒါကောက်ချက်ချလို့ရတယ်ဒါအနည်းဆက်ဆုံးပေါ့နော်အခုအစာကျွေးပြီးကျွေးပြီးချင်းသူအစာလည်းကုံသွားတယ်အစာတော့ကုံသွားတယ်မှန်တယ်ဒါပေမဲ့မျက်မျက်လျှောက်ထပ်မစားတော့အဲ့အချိန်မှာအစာကျွေးပြီးတဲ့အချိန်မှာသူလှဲနေတယ်ပေါ့နော်ထိုင်ပြီးထိုင်သွားတယ်ပေါ့ဆိုလို့ရှိရင်ဒါဥပိုက်ထဲမှာတစ်ခုခုကတိကောင်းဖြစ်လို့ဒါအိတ်သွားတဲ့သဘောပေါ့နော်အဲ့ကြရင်တော့ထက်ကြည့်ရတာပေါ့ချီးတွေဘာတွေပါလားမပါဘူးလားပေါ့နော်အဲနှိုးရတယ်ပေါ့ဒါအိပ်ပစေဆိုပြီးတော့မြင်းကို ညင်းကသဘောကထားလို့မရဘူးเนาะနှိုးပြီးတော့အခြေအနေကြည့်ရတယ်ဗောသူ့အခြေအနေဒါတော့ကျွန်တော်နောက်မှဘိုက်ဘိုက်အောင်တာဘလို့အခြေအနေဘလို့တွေဆိုတာကျွန်တော်ထပ်ပြောပြီးမှာဗောเนาะကျွန်တော်တီးသလောက်ဗောအခုဒီနေ့ကတော့ကျွန်တော်အစာအကြောင်းပဲပြောမှာဗောเนาะဒါတွေကတော့ဒါအပြင်မျက်ချောက်ထုံးတွေပေါ့ဗျာမျက်ချောက်ထုံးတွေဒါတွေဝဲရတာတွေမှားရတာတွေပေါ့နော်မျက်ချောက်ထုံးတွေ ဒီမျက်ချောက်ဒီထုံးတွေကြတော့ကျွန်တော်တို့ဘိုက်ကြီးတဲ့ခလေးအမေတွေနဲ့ခွန်င်းတွေပဲကြွေးတယ်ဒီကောင်တွေကြဒီကောင်တွေကြဈေးကြီးတယ်လေအဲခလေးတွေနဲ့ဒီလိုခလေးတွေနဲ့တားခွက်ခလေးတွေရဲ့ပြီးရင်ခွန်င်းတွေပဲကြွေးတယ်ကျွန်တော်တို့ခလေးအမေတွေခလေးကြပြီးသားခလေးအမေတွေတလားလောက်ထိအဲ့ဒါကြွေးတယ်ပေါ့အခုဒါကျွန်တော်ပြန်လာကြည့်တာပေါ့အစာတွေဘယ်သူကြံလဲအစာကြွေးပြီးတော့မျက်ချောက်ထည့်ပြီးသွားပြီအဲမျက်ချောက်မထည့်ခင်ကျွန်တော်ကြည့်တယ်ပေါ့နော်အစာအစာကြံလားအစာကွန်စားလား ဘလောက်လောက်ကြံလဲအဲအစာကြွေကြွေပြပြရောလို့ထားကြလို့တော့မရဘူးနော် ကြည်ရတာပေါ့သူတို့ဘာလို့မစားလဲပေါ့ဒါတော့ဘာလို့မစားလဲတော့ကိုယ့်ကိုသုံးသက်တာပေါ့နော်ဘိုက်အောင်လို့မစားရလားပါလားဒါတော့ကိုယ့်ရဲ့အတွေ့အကြုံမှမူပြီးပြီးတော့ဟိုပါပေါ့ကောက်ချက်ချရတာပေါ့နော်အခုကတော့ဒါဟိုကောင်လေးတစ်ကောင်ပဲကြံမယ်ခုနကကျွန်တော်ပြတဲ့တစ်ကောင်ပဲကြံမယ်ကြံတဲ့ဟာတွေအကုန်စားတယ် ကျန်အစာစားတဲ့အပြင်အခုလိုမြက်တွေစားနေတယ်။ဒါဆိုဒါသူတို့ EC ဘာမှမဖြစ်ဘူး။ okay တယ်လို့သတ်မှတ်လို့ရတယ်။ဒါ okay တယ်သူတို့မြက်မြက်မြက်ချောက်လည်းထပ်စားနေတယ်။သူတို့အစာစားပြီတာနဲ့သူကမြက်ချောက်ကိုတန့်ကြိုက်တာပဲ။ဟိုရေလေးပါလေးတောက်တော့ဘောနော်ရေလေးသားပါလေးတောက်ပြီးတော့မြက်ချောက်တစ်ခါလည်းစားတယ်။ကျွန်တော်မြက်ချောက်ကိုကြာတော့ကျွန်တော်အစာမကုန်ခင်မှာမထည့်ဘူး။ဒီကောင်လေးတွေကြာတော့ဒီရွယ်လေးတွေကြာတော့ကျွန်တော်ဟိုဟာလောက်ကြာတယ်။ အစာကြောင်စားခြင်းရပါတော့မိနစ်30ရာနေ45မိနစ်လောက်ကြာတချို့တွေကြောက်လည်း30လောက်နဲ့ကုန်တယ်ဗောနောမိနစ်30လောက်နဲ့အစာကုန်တယ်တချို့ကြောက်လည်း45မိနစ်တချို့ကြောက်တော့အစာကိုဖြည်းဖြည်းချင်းစားတာဗောတချို့ကြောက်လည်းမိနစ်30နဲ့ကုန်တယ်ဒီကောင်လေးနေနေကြီးသွားရင်ကြီးသွားတဲ့အလျောက်ဗောနောဟိုကီလိုအစာကီလိုကျွေးတဲ့ဟာကိုတိုးတိုးပြီးကျွေးသွားတာဗောနော အခုကကြတော့အများကြီးကျွေးလဲသူတို့မကုန်ဘူးနင်းကန်နေစားရင်ကြတော့ဖိုက်အောင်တာတွေပဲဖြစ်မှာပေါ့နော်အဲ့လိုကြတော့အစာဟိုအရွယ်ပေါ့နော် အရွယ်ပေါ်မူတည်ပြီးတော့ချိန်ပြီးကျွေးရတာပေါ့ဒီကောင်လေးကြတော့2ကီလိုခွဲတက်တာလေးကျွေးရပေါ့ဒါတော့ကလေးတွေပေါ့ဒါတော့ကျွန်တော်အစာအိတ်တွေပေါ့ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာဒီအစာအိတ် ready made ထဲကိုမှကျွန်တော်တို့က အဟာရမုတ်တွေထက်ထဲတယ်ဗောနော်အခုကတော့အဟာရမုတ်ကပြက်နေသူကအော်ဒါတင်ရတာဗောနော်အော်ဒါကတလားကြော်ကြော်လောက်ကြာတယ်ဆိုတော့ credit မရောက်သေးဘူးဗောနော်အော်ဒါတော့မှားထားတယ်နှစ်မျိုးဗောနော်အဟာရမုတ်နှစ်မျိုးထက်ထဲတယ်ပြီးရင်ဒါကတော့တရုံလုံးစာဗောနော်အကုန်လုံးအတွက်အဟာရမုတ်ထဲတယ်ခလေးတွေကြတော့ကျွန်တော်တို့ခုနပြောတယ်ဟိုကဒီဒီဒီဂျုံစေးတွေထက်ထဲတယ်ဗောနော်ဟိုကလည်းမူရောစပါလားအဲအဲဂျုံစေးအဲ့ဒါထက်ထဲရဗော ဒါကတော့ကျွန်တော်မနေ့အကျွေးဖို့အတွက်ဒါဖောက်ပြီးထည့်ထားတာ။အိုမန်ဆိုရင်တော့ဟာရမုန်းနဲ့ဖြော်ပြီးတော့ဖောက်ထည့်ထားတယ်။မနေ့ကျရင်တော့ကျွေးုံပဲပေါ့နော်။ခုနကဒီမှာဒီခွက်ဆိုရင်ဒီတစ်ခွက်ဆိုလို့ရှိရင်ဒါဒီလောက်ဆိုဒါ2ကီလိုပဲ2ကီလိုခွက်ပေါ့နော်။နည်းနည်းလေးအပြည့်ပေါ့။ခလေးတွေကြတော့ကျွန်တော်ခလေးတွေကြတော့ဒီကောင်နဲ့အခုတားခွဲလေးကြတော့ဒီကောင်နဲ့ဒီလောက်ကြီးတယ်။ဟိုမအေမာကြီးကြီးလေ မေမာကြီးဆိုတော့ဗိုက်ကြီးတွေလည်းအခုဒီနှုံးလောက်ပဲကျွေးတယ်သူတို့တကောင်တစ်ခွက်ဟိုတစ်နှစ်ကြော်ကြော်ကောင်းနေကြတော့ဒီခွက်နဲ့ဒီလောက်ကျွေးတယ်ပြီးရင်နောက်ထပ်ဒီလောက်လောက်ထပ်ထည့်တယ်ပေါ့နော်အဲ့တော့အဲ့တနှစ်သားတွေတနှစ်သားတွေအဲ့ဒါကြတော့တနှစ်၃ချိန်ကျွေးရပေါ့ဒီမှာကလေးမိနည်းနည်းကြံသေးရပေါ့အခုဒီမှာကြည့် ခုနမြင်းမအကြီးတွေလည်းဒီလိုပဲမြန်စားနေတယ်စာကျွေးပြီးတော့ပြီအခုမြက်ကိုက်နေတယ်ဒါဆိုရင်ဒါသူကမြက်ကိုက်လို့နားကိုက်ပြီးတော့လို့နားနေရဖြစ်တယ်သူတို့ကြာစာစားတာမြန်တယ်လေသူတို့ကြာတော့ဒီမြက်ထုံးတွေပဲဒီမြက်ထုံးတွေပဲကျွေးတယ်ပေါ့ဒီကောင်ဒီကျွန်တော်တို့စောင်းထဲမှာစိုက်တဲ့ဟာတွေကိုရိတ်ပြီးတော့ဒါထုံးလာတဲ့ဟာတွေပေါ့နော်အဲ့ဟာတွေကျွေးတယ်ပေါ့ဒါတွေဆိုကလေးမေး ဟုတ်ဟုတ်ပါမှာဟိုဘက်မှာကလေးမိဒီမှာကလေးမိတွေရှိသေးတယ်ပေါ့ตาမခွဲရသေးတာရှိသေးတယ်အဲသူတို့လည်းကိုမှာမျက်စာနဲ့မျက်ထည့်ထားပြီးတယ်စာကြွေးပြီးသွားပြီပေါ့နော်အကုန်လုံးညကြရင်တစ်ခေါက်ပြန်ဆေးရတော့ပေါ့နော်ဟိုသူတို့ချင်းနေကောင်းလားမကောင်းလား နင်ကအဲ့လိုအစာကြောက်တွေကြီးကျွေးပြီးတော့လို့ဘိုင်းမကောင်းဆိုလို့ရှိရင်အစာအဲ့လိုမျက်မစားတော့ဘူးပေါ့နော်မျက်မစားဘဲနဲ့အဲငိုင်းတိုင်းတိုင်းနဲ့ငူတူတူနဲ့အဲတစ်ခါကြရင်လှဲနေတယ်ပေါ့ပေါ်တော့ချင်းနေတုံးတတာပေါ့နော်လှဲတိုင်းလဲဟိုကမဖြစ်ဘူးပေါ့ငိုင်းတိုင်းလဲတစ်ခါကြရင်နားနေရလဲရှိအောင်ဒီကောင်ကြီးတွေကတော့လှဲပြီဆိုရင်တော့ဒါဒီလောက်အရွယ်ကြီးတွေကတော့လှဲပြီဆိုရင်ဒါဘိုက်ဘိုက်တစ်ခုခုဖြစ်လို့ဒါမှမဟုတ်ခြေထောက်နာလို့ပေါ့နော်အဲ့လိုတုံးတက်လို့ရတာပေါ့ အဲ့ तू ကတော့6000နာလို့ထည့်ထည့်လာ။ तू ကအကျင့်လေးတစ်ခုကောင်းတယ် तू က तू ကခလေးရပြီးွားရင် तू ကခလေးနဲ့ဆိုလို့ရှိရင် तू ကချီကိုတနေရာထဲမှာပဲပါ။ရှောက်မပါဘူး။ဒီုံမှာနှစ်ကောင်လောက်ပဲရှိရအဲ့။ကျန်တဲ့ဟာတွေကတော့ဥပွားစားတက်နေအောင်ပါတာ။နင်းချီတာ तू ကအဲ့ဒေါင်လေးမှာဒေါင်လေးတစ်ချက်မှာပဲအဲ့လိုပဲပါ။ပြီးရင် तू ကခလေးနဲ့ပတ်တိုင်အကဲပူတာအကဲပူတယ်တခြားမြင့်နေတဲ့ဟိုပူတယ်။ကဲပူတယ် မိကဲမိကဲလမ်းလျှောက်ရင်လည်းသူကလှတယ်အဲဒါကတော့အစားနဲ့ပတ်သက်လို့ပေါ့နော်ဟိုတခြားယုံအားဟာတွေလည်းကျွန်တော်အစားတွေကမတူဘူးပေါ့နော်ကျွေးပုံကျွေးနီးတွေကျွေးတဲ့အစားတွေကမတူအဲ့ဒါတွေကလည်းကျွန်တော်နောက်ကျရင်သူငှားယုံတွေတွားပြီးတော့ရိုက်ပြီးရိုက်ပြီးတော့တင်ပေးမယ်ပေါ့နော်ဒီဟာတော့ကျွန်တော်မေးခဲ့တာရှိရင်လည်းကျွန်တော်နောက်ကျရင်တတိယလို့ရှိရင်ထပ်ပေါင်းပြီးတော့ပြောမယ်ပေါ့နော်ကျွန်တော်ကဘယ်လိုပြောမလဲအစီအစဉ်ဆွဲပြီးလောက်တာပုံတော့လေ ီတိုင်းပေါ်လာတဲ့ဟာပြောတာ